မန္တလေးတိုင်းတောင်သာမြို့နယ်မှာပြူစောတိအဖွဲ့တွေပစ္စည်းအဝေပတဲ့ရကအချင်းချင်းနှိပ်စက်တက်ဖြတ်ပြီးစွန့်ပစ်ထားခဲ့တဲ့ရုပ်အလောင်းတစ်လောင်းနဲ့အတူတနတ်တလက်နဲ့ကြည်စံတွေတင်စီရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။တောင်သာမြို့နယ်ထဏောင်းကုန်းရွာကပြူစောတိတွေဟာဇွန်လ19ရက်မနက်ပိုင်းမှာကျေးရွာတရာကိုဝင်ရောက်စီးနင်းလူရက်ခဲ့ပြီးတဲ့နောက်ရရှိလာတဲ့ပစ္စည်းတွေကိုခွဲဝေရမှာအဝေမတက်ဖြစ်ပြီးအချင်းချင်းညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါပြူစောတီတွေဟာကျေးရွာတရားကိုစင်းနေဝင်ရောက်လူရဲနေတယ်လို့သတင်းရရှိတဲ့အတွက်တောင်သာမြို့နယ်ပကပရဲဘော်တွေကတွားရောက်ပြီးတော့ကင်းမုံဝင့်စောင်းဆိုင်နေတဲ့အချိန်ခလန်းလန်းတောဆက်တနေရာစီကနေလက်နက်ငယ်တန်းတွေကြားခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုကြားရတဲ့အတွက်နယ်မြေရှင်းလေးတွားရောက်စမှာပြူချင်းချင်းညှဉ်းပန်းနှိပ်စက်တက်ပြက်ပြီးတဲ့နောက်စွန့်ပစ်ထားတဲ့အလောင်းနဲ့အတူကာပိုင်အမျိုးအစားတနတ်တလက်ရင်းအမျိုးအစားကြီး230တောင်းနဲ့ ြည်ပေါင်းနှစ်ခုတင်စီရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပကပကဇွန်20ရက်မှာထုတ်ပြန်ထားပါတယ်။တနောင်းကုန်းရွာပြူစော်ဒီစကန်ကပြူကောင်းဆောင်ထူးအောင်ဦးဆောင်တဲ့ပြူစော်ဒီတွေကအနီးဝန်းကျင်ကကျေးရွာတွေကို မကြာခဏစီးနင်းလူရက်တာတွေလှုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်းတောင်သာမြို့နယ်ပကပကဆိုပါတယ်။တောင်သာမြို့နယ်မှာကိုမြင့်ဆောင်အညာမြေစစ်စင်အဖြစ်ပြီးခဲ့တဲ့မေလကစပြီးစုံစုနဲ့ပြူစောတိအဖွဲ့တွေရဲ့အထိုင်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဆင်းနေတိုက်ခိုက်နေတာဖြစ်ပါတယ်။